မင်္ဂလာပါခင်ဗျာဒီဘလိုလေးရတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တင်ထားတဲ့6သိန်းတန်မိခွန်းကိုဝင်ရောက်ပြီးဖြည့်ဆူထားတဲ့မိတ်ဆွေတို့ရဲ့အဖြေလေးတွေရဲ့နောက်အဲ့ဒီမိခွန်းရဲ့တိကျသေးချာတဲ့အဖြေရဲ့ပြန်ပြီးတော့ကျွန်တော်ဖြည့်ရှင်းပြမယ်ဘလိုလေးပဲဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ကအဖတ်တတ်တာမင်း90နဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်တွေကထင်းနှံဘယ်နှစ်နေရသလဲဆိုတာကိုအတိအကျဖြေနိုင်ရင် ပထမဦးဆုံးဖြေနိုင်တဲ့လူကိုဓမ္မတုဒ္ဒစုကြည့်အဖြစ်နဲ့6သိန်းစုချမယ်ဆိုပြီးတော့ကျွန်တော်ဒီဘလော့လေးကိုတင်ခဲ့ပါအဲ့ဒီအောက်မှာဝင်ရောက်ပြီးတော့ဖြေဆိုကြတဲ့မိတ်ဆွေတွေကလည်းဒါလေးကြည့်လိုက်ပါအဲသူကတော့အဲ့ဒီလိုဖြေသွားပါတယ်ဒါလည်းသူ့ရဲ့ခင်မြင်ယူဆချက်လေးပေါ့ဗျာဘာပဲပြောပြောဘာသာရေးနဲ့ပတ်သက်တဲ့ဗေလိပု္ပ္ပစာတစ်ခုကိုစိတ်ဝင်တစားနဲ့ဝင်ပြီးဖြေတာကိုကျွန်တော်ကအင်မတန်လေးစားပါတယ်နောက်တစ်ယောက်ရဲ့အဖြေကတော့အဲ့ဒီလိုပါ သူလည်းဘာသာရေးနဲ့ပတ်သက်တဲ့မိဘကိုတန်ဖိုးထားပြီးတော့ဖြေသွားတာဖြစ်တဲ့အတွက်ဝန်တာမိပါခင်ဗျာဘာတော်ပါအဲနောက်တစ်ယောက်ရဲ့အဖြေကတော့အဲ့ဒီတိုင်းပါပဲမိတ်ဆွေများမြင်တွေ့ရတဲ့အတိုင်းပါပဲအဲသူတို့ရဲ့ချင်းချင်းယူဆချက်လေးတွေပေါ့ဗျာကောင်းပြီဒီတော့ဒီဘလော်လေးကိုတင်တဲ့နေ့ကကျွန်တော်ပြောထားတာက24နာရီအတွင်းမှာပထမဦးဆုံးဖြေနိုင်တဲ့လူကိုဆုတောင်းမှု6သိန်းဓမ္မတုတအဖြစ်နဲ့ချင်းမြဲမယ်လို့ပြောခဲ့ပါတယ် ပြီးရင်လဲကျွန်တော်ကဖြေဆိုတဲ့ပုံကိုမှန်ကန်တဲ့ပုံကိုရဲ့အမည်နာမနဲ့အဖြေလေးကိုနောက်ထပ်ဘလော့တစ်ခုအနေနဲ့တင်ဆက်ပေးမယ်လို့ကျွန်တော်ကတိကဝတ်ပြုခဲ့ပါတယ်အဲ့ဒီမျိုးကွင်းရဲ့အဖြေလေးကိုကျွန်တော်ဒီကနေတခါတည်းရှင်းပြပါမယ်ဒီနေရာမှာဖခင်ဖြစ်တဲ့ဗိမိတာရာမင်းကြီးကိုတတ်ပြီးတော့ထင်းနန်းလူယူသွားတဲ့အစာတတက်ကထင်းနန်းတတန်းဘလောက်ကြတယ်လဲဆိုရင် ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပြိဋိနိဗ္ဗာန်မဆန်ခင်မှာရှင်းနှစ်တိတိ ကြပါရဲ့နောက်ဘုရားရှင်ပြိဋိနိဗ္ဗာန်ဆံပြီးတဲ့နောက်ပိုင်းမှာအဇာတတမင်းဟာပရမတ်သင်္ခါယနာတင်ပြီးတဲ့အချိန်ထိ24နှစ်ကြာပါရဲ့အဲ့ဒီတော့အဇာတတမင်းရဲ့ဌိနန်းတက်ဟာ30နဲ့2နှစ်ကြာသွားပါရဲ့ဗျဒါကဖေယုတ်တပ်ပြီးဌိနန်းလူတဲ့အဖတတမင်း90ရဲ့နံပါတ်1မင်းဖြစ်တဲ့အဇာတတရဲ့ဌိနန်းဆံတဲ့တက်တန်း32နှစ်ဖြစ်ပါတယ်နံပါတ်1အဖတတဖြစ်တဲ့သူကတော့ အဇာတတရဲ့သားဥရိယဘတ်တာဖြစ်ပါတယ်။ဥရိယဘတ်တာလို့ပြောရင်မိษွေများအာဩစရာကောင်းပါမိษွေတို့အလုံးကြားမှုမဲ့ထင်ပါတယ်။ဒီသူဖခင်ဗိမ္ဗိတာရတည်တဲ့နေ့မှာပဲမွေးတဲ့သားကလေးလေအဲ့ဒါဥရိယဘတ်တာလေးဆန်းကျယ်လိုက်တာကိုယ့်ဖေကိုပြန်တတ်တဲ့နေ့မှာပဲကိုယ့်ရဲ့သားကလေးဥရိယဘတ်တာမွေးတယ်။လာပြီသူ့အသက်ထင်းနှံဆန်တဲ့32နှစ်ကြာတဲ့အချိန်မှာ သူ့သားဥရိယဘတ်တာလေးက စဉ်းစားတယ်ငါ့အဖေအဇာတတဟာဒါရဲ့အဘဖြစ်တဲ့ဗိမိတာရမင်းကြီးကိုတတ်ပြီးတော့ထိနှံလူပြီးရှင်ဘရင်ယာဒူးကိုမတရားတဖြင့်ယူခဲ့တာငါလဲရှင်ဘရင်ဖြစ်ခြင်းငါ့အဖေလိုပဲအဖေကိုပြန်တတ်မှရှင်ဘရင်ဖြစ်မှာဆိုပြီးတော့ဖေဖြစ်တဲ့အဇာတတကိုပြန်တတ်ပါအကြောင်းလည်းဦးဆရာညီတိုက်စွာပုပ္ပစရိယမိနဲ့ဖလို့ဆိုတာဖြစ်ပါတော်တော်ကြီးစမ်းကြပါလေအဖေကိုတတ်တဲ့နေ့မှာမွေးတဲ့ကိုယ့်ရဲ့သားကကိုယ့်ကိုပြန်တတ်ဒါပါပဲ အဲ့ဒီတော့ဥရိယဘဒ္ဒဟာဖေအင်ကိုတတ်ပြီးတော့ရှင်ဘယံလှုပ်လိုက်တာ16နှစ်ပြီကြာပါတယ်မကြပါဘူးအဖတ်တတ်သားမင်း90ထဲကနံပါတ်3ဖြစ်တဲ့မင်းတပါးပေါ်လာပါအဲ့ဒါကတော့ဥရိယဘဒ္ဒရဲ့ตาလေးအနုရုဒ္ဒမင်းသားဖြစ်ပါအိရှိဇာမင်းသားလေးအနုရုဒ္ဒဟာရှင်မဖခင်နေပြုမှုခဲ့တဲ့အတိုင်းအဖေကိုတတ်ပြီးတော့ထိနှံလှုပ်ပါတယ်အဲ့ဒီတော့အဖေဖြစ်တဲ့ဥရိယဘဒ္ဒကိုတတ်ပြီး ရှင်ဘယင်ယာတူးကြီးကိုယူသွားတဲ့အနုရုဒ္ဓမင်းသားဟာလေရှင်ဘယင်တတန်ရှင်းနဲ့ကြပါရှင်းနဲ့ရှင်းနဲ့ပြီးတဲ့နောက်မှာအဖတတမင်း90ရဲ့50ညောင်းမင်းဖြစ်တဲ့မင်းကပေါ်ပါတယ်အဲ့ဒါကတော့အနုရုဒ္ဓမင်းရဲ့တာမုံထလို့ခေါ်တဲ့အင်ရှိဆံမင်းသားလေးဖြစ်ပါမုံထမင်းသားဟာသူ့အဖေအနုရုဒ္ဓဘယင်ကိုတတ်ပြီးတော့ထိနှံလှုပ်ပါ ထင်းနှံလူပြီးတော့ရှင်ဘရင်တက်တန်းရှင်းနေကြပါအဲ့ဒီလိုပဲမိတ်ဆွေတို့သိတဲ့အတိုင်းအဖတ္တမင်း90ထဲကနောက်ဆုံးမင်းတစ်ပါးပေါ်ပါတယ်သူကတော့နာဂထာတမင်းဖြစ်နာဂထာတကလည်းထူနီ၎င်းပဲသူ့ဖြစ်အေဖြစ်တဲ့မုံသာမင်းသားကိုတတ်ပြီးတော့ရှင်ဘရင်ရာထူးကြီးကိုယူပါတယ်သူကတော့မဆိုးဘူးပြောရမှာလားရှိကအဇာတတက32နှစ်မဥရိယဘတ်တာက16နှစ်အနုရုဒ္ဓာက7နှစ် မုံတာမင်းသားက၈နှစ်ဒီနာဂဓာတကြတော့24နှစ်ကြာတဲ့ရှင်ဘယံဖြစ်နေအဲ့ဒီမှာ24နှစ်ကြာတဲ့အခါကျတော့တိုင်းသူပြည်သားတွေကဘလို့ဖြစ်လာလဲဆိုတော့ငါတို့ထင်းနှန်းရဲ့ရာဇပလင်ဘောကိုတက်နေတဲ့ပုဂ္ဂိုလ်တွေရဲ့တမန်ရိုင်းလိုက်တာအနန္တကံဝင်ဂျေဇုရှင်ဖြစ်တဲ့အဖေအရင်ခောက်ခောက်ကိုရရက်ဆက်ဆက်တတ်ပြီးတော့ရှင်မယင်ရာထူးကိုမတရားတစ်ဖြန့်အရမနီးနဲ့ အဖေကိုတတ်ပြီးလူခဲ့တဲ့ဒီမင်းမျိုးဆက်ဟာငါတို့တိုင်းပြည်ငါတို့နိုင်ငံနဲ့လုံးဝမတန်ဘူးအင်မတန်ဆက်စပ်ရွံ့ရှာစရာကောင်းလောက်တဲ့အာနာလူထားတဲ့ဒီရှင်ဘရင်မျိုးဆက်ကိုငါတို့အပြတ်ဖြတ်မယ်ဆိုပြီးတိုင်းသူပြည်သားတွေကဓာပွန့်သွားတဲ့အချိန်မှာနာဂတာတာမင်းကိုဝိုင်းရိုက်ပြီးတော့ဇတ်သိမ်းပလိုက်ပါလေအဲ့ဒီနောက်မှာတော့မိတ်ဆွေတို့တည်တဲ့အတိုင်းရှင်ဘရင်မရှိတော့တိုင်းပြည် မင်းမရှိသောရာဇပလင်မတင့်တယ်တော့နောက်ထမင်းတပါမြောက်ဖို့အတွက်ကြိုးစားတဲ့နေရာမှာအကြောင်းအရာလေးရတော့ဒီတော့ပါအဖတ်တတ်တာမင်း90ရဲ့ဖေယူတတ်ပြီးထင်းနှံလူပြီးနှစ်ပေါင်းဘလောက်ကြာအောင်နေရသလဲဆိုတဲ့မေးခွန်းရဲ့အဖြေပြီးခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပါအခုကျွန်တော်ဖြေသွားတဲ့အထက်မှာကျွန်တော်မြုပ်ွက်လေးတစ်ပွက်ချမ်းထားပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်ကဒီဘာသာရေးနဲ့ပတ်သက်တဲ့ဘလောလေးတွေတင်ဆက်တဲ့နေရာမှာတစင်စကားကြားတာနဲ့လဲကျွန်တော်က အဲ့ဒီအရာကိုကိုတိတယ်လို့ကိုတတ်ထားတယ်လို့လေ့လာထားတဲ့ပုံစံကြီးနဲ့ဘယ်တော့မှကျွန်တော်မလုပ်ပါဘူးဥပမာတရားတစ်ခုနားလိုက်တယ်အဲ့ဒီထက်ကနေကိုတိကျင်တဲ့အကြောင်းအရာလေးပါရင်တော့ကျွန်တော်ကအဲ့လာကိုအတိမပြုသေးဘူးနောက်ထပ်ခိုင်မာတဲ့ကျန်ကိုတခုသေချာရှားပြီးမှကျွန်တော်ကအမြတ်တနူတံပိုးထားပြီးတော့မှတ်သားလေးရှိပါတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုဩကိုလိုပဲဘာသာရေးဘုဒ္ဓတာလိုလားတဲ့လူတွေသိရှိပါစေဆိုတဲ့ကျွန်တော်ရဲ့ ဆင်းရဲစေရနာအပြည့်အဝနဲ့ကျွန်တော်ကဘလော့လေးတွေရိုက်တယ်။ဥပမာဒီဘလော့အောက်မှာတောင်မှမင်းကဆရာကြီးလားဆိုတာမျိုးပေါ့နော်။အော်အဲ့ဒီလူတွေကိုကျွန်တော်ကကျွန်တော်လူပဲထင်တာလေ။ကိုလူပဲလူချင်းရင်ရမှာပေါ့။ကျွန်တော်တို့ကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဘာသာရေးနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းအရာတွေဆိုရင်ရတဲ့လောက်ကျွန်တော်တို့ကရှာဖွေစုဆောင်းရမှာဖြစ်ပါတယ်။ကိုကမသိရင်သိတဲ့လူကပြောတာလေးကိုကျွန်တော်ကတော့အညာတနုတန်ဖိုးထားပါတယ်။ အခုလူကြီးမင်းကဆရာကြီးလားဆိုတဲ့လူတွေကိုတွေ့တော့ကျွန်တော်စိတ်ချဘူးလို့ဩတို့ဘာသာအချို့သောနေရာတွေမှာအောက်ကျနောက်ကျနိုင်ခဲ့တာကဘာသာရေးကိုအပေါ်ယံလောက်ပဲစိတ်ဝင်စားတဲ့လူတွေပေါ်တာကိုလို့အဲ့လိုလေးတော့ကျွန်တော်စိတ်မကောင်းဖြစ်မိပါသူကြည့်တော့လေမင်းကဆရာကြီးလားလို့တာမေးတာဒီမေးခွန်းကိုမဖြေနိုင်ရှာဘူးဆိုလိုတာကလေဟိုသူများကိုပြောမယ်ဆိုရင်ကျွန်တော်ကမိတ်ဆွေကိုမင်းကဆရာကြီးလားလို့မေးမယ်ဆိုရင်အဲ့ဒီမေးနိုင်လောက်တဲ့အဆင့်ကိုကျွန်တော်က ဒေတာစီဘူးတိုင်မှာကြိုက်တာလေအဲ့လိုမဟုတ်ဘူးဆိုရင်ဘာလို့မှာတော့ဘုဂလန်တက်ရကြတာပေါ့အခုဒီဘလော်လေးကိုတင်ဆက်လိုက်တဲ့အတွက်ဟောကျွန်တော်မိတ်ဆွေများလည်းဟိုဒါကျွန်တော်လေကြီးပြောတာမဟုတ်ပါဘူးเนาะဟိုကျွန်တော်ပြောမှဆိုမှရှိရင်လည်းဖွင့်လွှတ်ပါအခုကျွန်တော်ပြောပြမှာဒီအကြောင်းအရာကိုသိတဲ့လူက69ရာခိုင်နှုန်းရှိကိုတယောက်ပဲတရာခိုင်နှုန်းကပဲသိ69ရာခိုင်နှုန်းဒီအခုကျွန်တော်ပြောပြတဲ့အကြောင်းအရာစာအုပ်လဲထပ်ဖူးမှာမဟုတ်ဘူးဦးမွန်လင်းလည်းပြောရရင်အဲ့ဒီအကြောင်းအရာအပြည့်စုံကို တရားထဲမှာလည်းကျွန်တော်နာဘူးတာမဟုတ်ပါဘူးကျွန်တော်အစာအထက်မှာဖတ်ဖူးတာဖြစ်တဲ့အတွက်ပို့ပြီးတော့တန်ဖိုးထားပါတယ်ပို့ပြီးတော့လိလာလိုက်ရတဲ့အတွက်ပို့ပြီးတော့မြတ်နိုးပါအဲ့ဒါလေးကိုကျွန်တော်တန်ဖိုးထားမြတ်နိုးတယ်လို့ပဲမိတ်ဆွေများလည်းတန်ဖိုးထားမြတ်နိုးစွာနဲ့ဒီဘဟုတုတလေးကိုသိသိပြီးတော့မျှဝေပေးပါလို့ကျွန်တော်ကလေးစားစွာမေတ္တာရက်ခံရင်ဒီဘလိုလေးရနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ